ဒီအားနည်းချက်၅ချက်ကြောင့်ခွန်ပေါ်9ကိုအထက်လျှော်ပြီး၄ဘွဲ့ဆက်အရှုံးနဲ့ရင်ဆန်လာတဲ့တန်းစဉ်ဘာမှပြောင်းလဲလာတာမတွေ့ရသေးဘူးပရိသတ်များလုံးမိမိပါဗျာကြာကြာမမေး sport channel ကနေအားလုံးကိုပြန်လဲကြော်လိုက်ပါရင်ကျွန်တော်တို့ရဲ့ slide ကြော်ရေးတန်းစဉ်ရဲ့အကြောင်းကတော့လမ်းကျင်စရာပါပဲအခုကလည်းခွန်ပေါ်9ကိုအမှတ်နဲ့ရှုံးနေခဲ့ရပြန်ပြီဖြစ်ပြီးတာကက်တစ်ကိုရှုံးခဲ့တဲ့ဘွဲ့ကကလေးကဆိုရင်တန်းစဉ်ရဲ့ဝမ်ကစားမဘွားနောက်ဆုံး၄ဘွဲ့ဆက်ရှုံးဘွဲ့နဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီလဲဖြစ်ပါရင်ဒီဘက်မှာတန်းစင်ရဲ့ပွဲရင်းစွမ်းဆောင်ရီကအပြူတဘောဆောင်တဲ့အချက်တချို့ရှိခဲ့ပေမဲ့လည်းတပွဲလုံးကိုချုံပြီးကြည့်လိုက်ရင်တော့အားနည်းချက်တွေအများကြီးရှိခဲ့ပါရင်အဲဒီကမှထင်ရှားဆုံးအားနည်းချက်၅ခုကိုထုံးထုတ်တင်ဆက်ပေးလိုက်ရပါရင် နံပါတ်1 pressure ခံနိုင်မှုအားနေခြင်းပြမချီမာကလည်းကကွန်မွန်နိုင်က body scan ချက်တွေကိုအများကြီးအသုံးပြုခဲ့ပါတယ်။တန်းစင်ကတော့အောက်ခြေကန်ချက်ကိုပဲအဓိကအထားအသုံးပြုလာခဲ့ပါတယ်။ပြမချီမာတော့နေအောင်စလုံးကကဲဆန်းသလိုကစားခဲ့ကြပြီးဒုတိယအချိန်မှာတော့တန်းစင်အားနေချက်ကိုဖတ်မိသွားခဲ့တဲ့ကွန်မွန်နိုင်ကအမြင့်ကန်ချက်တွေအထူးသဖြင့် body scan ချက်တွေကိုပို့ပြီးတော့ထုတ်သွင်းလာခဲ့ပါတယ်။ဒါ့အပြင်ပွဲအရှိန်ကိုလည်းတောက်လျှောက်တင်လာခဲ့ပြီးတန်းစင်ဟာကွန်မွန်နိုင်ရဲ့ဖိအားပေးမှုကိုလုံးဝမခံနိုင်ခဲ့ပဲတောက်လျှောက်ခံမက်ကအကြီးဖြစ်နေခဲ့ရပါတယ်။ တန်းစီရဲ့ဂက်ကာဘွန်ကမစိုးလာဘူးဆိုပေမဲ့ခွန်ပေါ်တိုင်းကတောင်းလျှောက်ပရက်ရှာပေးလာတဲ့အချိန်မှာပြထွက်ပြီးဂက်တွေပွင့်ထွက်လာခဲ့ပါတယ်။ဒီကနေ့ခွန်ပေါ်တိုင်းကလည်းဘဲချေအမြင့်ခတ်တွေကိုပါထုတ်သုံးပြီးတန်းစီကိုဖိအားပေးကစားသွားခဲ့ပါတယ်။တန်းစီလည်းအကန့်ခန့်နေရရင်နဲ့သာပြီးခဲ့ရပြီးဘာမှထွေထွေလုံးမပြနိုင်ခဲ့ပါဘူး။နံပါတ်2နေ့စနစ်ပြောင်းလဲမှုမရှိခြင်း ဒါကလည်းပြောကိုပြောမယ်အားနေချက်တစ်ခုလို့ဆိုရမှာပါကွန်မွန်လိုင်းကိုတိုက်ခိုက်ကစားဖို့အတွက်တန်းစင်ဘက်ကအောက်ခြေကမ်းမှအနီးကပ်ဝင်လုံးမယ်ဆိုတဲ့နည်းပြောတစ်ခုကိုပဲပြင်ဆင်လာခဲ့ပုံရပါတယ်။ဒါကြောင့်ဒုတိယအချိန်မှာကွန်မွန်လိုင်းရဲ့ပြားပေးမှုကြောင့်အောက်ခြေကမ်းကျက်ပါမထွက်တော့ဘဲခံဘက်ကအခြေဖြစ်နေကြရပါတယ်။ကွန်မွန်လိုင်းရဲ့တိုင်းစစ်ပိုင်းကိုပြားပေးမှုအပိုင်းကိုဘယ်လိုတုံ့ပြန်ကစားမလဲဆိုတဲ့နည်းစနစ်ပိုင်းအခင်းချင်းပြောင်းလဲမှုတစ်ခုကိုမျှော်လင့်ခဲ့ပေမဲ့တန်းစင်စီကလည်းဘာမှလုပ်မပြနိုင်ခဲ့ပါဘူး။ဒါကတန်းစင်စီမှာ5 and 2အားနေလုံးခဲ့တာကိုဆိုချင်ပါတယ်။နံပါတ်3အောက်ခြေကမ်းကျက်တွေမထိရောက်ခြင်း တကယ်တော့ပထမအချိန်မှာတန်းစင်ရဲ့အားပါပြင်းတဲ့နဲ့အောက်ခြေကန်ကျနေကကွန်ပေါ်နိုင်ကိုဒုက္ခပေးနိုင်ခဲ့ပါရင်နောက်ကိုရိုင်းထွက်သွားစေခဲ့တဲ့အထိဖြစ်ခဲ့ရတာကြီးအများကြီးပါပဲ။ဒါပေမဲ့ဒုတိယအချိန်မှာကွန်ပေါ်နိုင်ကတန်းစင်အောက်ခြေကန်မရတော့အောင်သူ့ရဲ့ body kit နဲ့ဖိအားပေးပြီးတားဆီးလိုက်တဲ့အချိန်မှာနောက်ပြီးအကွာဝင်းထင်းကစားတော်ဒေချာလေးအယုံဆိုင်လိုက်တဲ့အခါမှာတန်းစင်ဘာမှလုံးမပြနိုင်တော့ပါဘူး။တန်းစင်အောက်ခြေကန်ကျတဲ့လုံးဝမထွက်တော့ဖြစ်ခဲ့ရပါရင်တကယ်ဆိုရင်အောက်ခြေကန်ကျက်ကိုပဲအားပြုမယ်ဆိုရင်လည်းပြမဲ့စီကဘလို့ကစားဟန်နေလာနိုင်တယ်ဆိုတာကိုဒေချာလေးပြင်ဆင်ထားတဲ့နယ်လို့မြင်မိပါရင် နံပါတ်လေးအကွာဝေးထင်းကစားပုံလိုအပ်နေသေးခြင်းဒီလိုသာကောင်းစင်တင်ရပါမယ်ဒီပွဲမှာတော့တန့်စင်အကွာဝေးထင်းကစားပုံကအရင်ပွဲတွေကနေရှိမယ်ဆိုရင်တော်လေးကိုတွတ်တက်လာတွေ့ရပါတယ်ဒါပေမဲ့ပြန်ပဲကာပရက်ရှာပေးကစားလာတဲ့နောက်မှာတော့တန့်စင်အကွာဝေးထင်းကစားဟန်ကရုပ်ပေါက်တွေဖြစ်လာခဲ့ရပါတယ်ဒါတော့မှခွန်မွန်နိုင်ကကလင်းစတေတိတ်မတုံးမဲ့ body kit ပဲကန်တဲ့ fighter ဖြစ်နေတာကြောင့်တန့်စင်ကန်ကောင်းခဲ့ရတာပါမဟုတ်ရင်စောစီတီတက်လုံကုန်ပြီးစင်မမာရင်အင်စင်ထက်တိုင်လိုက်ရနိုင်ပါတယ် နံပါတ်9စိတ်နဲ့မူမန်တန်မြင့်တင်နိုင်မှုမရှိခြင်းပွဲအတွင်းမှာတန်းစင်ကကွန်မန်ဒါရဲ့အတိုင်းစင်မြင့်ကစားလာပုံပြားပေးကစားလာပုံနောက်မှာဘာလို့လို့ပါကံရမှန်းမသိပဲနဲ့ကြောင်းပြောက်သွားခဲ့ရပါတယ်ဒုတိယအကြီးကနေစတယ်လို့ထင်ပါတယ်ဒါကတန်းစင်နေနဲ့စိတ်ရပိုင်းဆိုင်ရာအားနည်းချက်တွေရှိနေသေးကြောင်းပြသလိုက်တာပါပဲပြန်မဲ့ပြားပေးမှုအောက်မှာဘာဆက်လုံးလို့ရမှန်းမသိလို့စိတ်ရပါကြာသွားခဲ့ရပြီကစားပုံမှာစိုးရိမ်ရွာကြာဆင်းသွားခဲ့တာဖြစ်ပါတယ်ဒီအချက်ကတော့ပွဲတိုင်းလို့မြင်နေရတဲ့အချက်ပဲဖြစ်ပါတယ်ဆိုပါလဲစီမာဒီလိုအချက်တွေကိုတေချာလေးတင်ယူဖို့လိုပါတယ်အခုတန်းစင်ကဘာမှပြောင်းလဲလာတာမျိုးမတွေ့ရပါဘူးဒါပေမဲ့လေးပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ရပေမဲ့ဘရိုနီကာရှိနေတဲ့တိုက်ကားမွေတိုင်းချင်း ပိုင်ရှင်ကတန်းစင်ကိုသူတို့အကျင်မှာလာခေါ်ဖို့ဖိတ်ခေါ်ထားရလေရှိပါတယ်တန်းစင်နေနဲ့တိုက်ကားမှွေတိုင်းအကျင်မှာသွားလေအကျင်ပြီးလာမယ့်ပွဲမှာနိုင်ဝဲပြန်လဲရှာတွေ့သွားမလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါဖြစ်ပါတယ်